မင်္ဂလာပါခင်ဗျရေကုန်ခစ်တကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်မြန်မာနယ်စပ်ကလွယ်ကျဲမြို့နယ်နယ်စပ်ဂိတ်ကိုပါ KIA မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်သိမ့်ပိုက်လိုက်ပြီးလွယ်ကျဲမြို့ဟာ KIA ကပထမဆုံးသိမ့်ပိုက်လိုက်တဲ့မြို့ဖြစ်လာပါပြီမကွေးတိုင်းကငဖဲမြို့နယ်မှာရခိုင်တပ်တော် AA တပ်တွေရောက်ရှိနေပြီးအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီတပ်သား၁၀ဦးဟာအသီးသီးသေကုန်ကြတယ်ပြီးရခိုင်ပြည်နယ်ဘူးတီတောင်မြို့က တောင်ပဇာစစ်တပ်စခန်းကိုလည်းရခိုင်တပ်တော်အေအေကသိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်မြန်မာနယ်စပ်ကလွယ်ကျဲမြို့နယ်နယ်စပ်ဂိတ်ကိုပါ KNA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိတ်သက်သိမ်းပိုက်လိုက်ပြီလွယ်ကျဲမြို့ဟာ KNA ကပထမဦးဆုံးသိမ်းပိုက်လိုက်တဲ့မြို့ဖြစ်လာပြီလို့ KNA သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်မတ်လ28ရက်နေ့ကစပြီး လွယ်ကျဲမြို့နီကဗမော်လွယ်ကျဲလမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း10ခုထက်မနည်းကို GI နဲ့မာမိတ်တပ်တွေကစတင်တိုက်ခိုက်ခဲ့ပြီးစခန်းတွေကိုတောက်လျှောက်သိမ်းပိုက်နေရာမှာဒီကနေ့မတ်လ29ရက်နေ့မနက်ပိုင်းမှာတော့လွယ်ကျဲမြို့နယ်နေဆက်ဂိတ်ကိုပါ GI နဲ့မာမိတ်တပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးဆိုပါတယ်အဲဒီလိုလွယ်ကျဲမြို့သိမ်းတိုက်ပွဲတွင်မြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကတော့တရုတ်နိုင်ငံဘက်ကိုထွက်ပြေးနေကြတဲ့အတွက်တရုတ်ဘက်ကနေဆက်ဂိတ်ကိုပိတ်ချလိုက်ပြီးဖြစ်တယ်လို့ တချို့တော့လွတ်သွားပြီမဲ့တချို့ကတော့ပိတ်မိနေပြီးကျန်နေတဲ့အတွက် KAI နဲ့မဟာမိတ်တပ်တွေကအဲ့ဒီစစ်ကောင်စီဝင်တွေကိုအေးစေးလက်နက်ချဖို့အချိန်ပေးထားပြီးလက်ရှိလွယ်ချင်းမြို့ကိုတော့ KAI နဲ့မဟာမိတ်တပ်တွေကအပိသက်သိမ့်ပိုက်လိုက်ပြီလို့ KAI သတင်းရင်းမြစ်ကပြောထားပါတယ်အခုသိမ့်ပိုက်လိုက်တဲ့လွယ်ချင်းမြို့ဟာကချင်ပြည်နယ်မှာ KAI ကပထမဦးဆုံးသိမ့်ပိုက်ရရှိသွားတဲ့မြို့လဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာလေမကွေးတိုင်းကငဖဲမြို့နယ်မှာရခိုင်တပ်တော် AA တပ်တွေရောက်ရှိနေပြီး အကြံဖတ်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီတပ်သား၁၀ဦးဟာအသီးသီးသေကုန်ကြတဲ့အပြင်ရခိုင်ပြည်နယ်ဗုဒ္ဓတော်မြို့ကတောင်ပစာစစ်တပ်စခန်းကိုလည်းရခိုင်တပ်တော်အေအေကအပိသက်သိမ့်ပိုက်လိုက်ပြီလို့အေအေကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်လက်ရှိမကွေးတိုင်းငပဲ့မြို့နယ်မှာရခိုင်တပ်တော်အေအေတပ်တွေရောက်ရှိနေပြီမတ်လ26ရက်နေ့နဲ့28ရက်နေ့တွေကဆိုရင်မကွေးတိုင်းငပဲ့မြို့နယ်ကတုံးကြီးဂျေးရွာအနီးနဲ့ချောင်းဖျားဂျေးရွာတဝိုက်မှာ ကျမ်းပတ်စစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA ဂျတ်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သား10ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်လက်နက်ခဲယံတချို့လည်းသိမ်းဆီးရရှိထားတယ်လို့ဆိုပါတယ်တစ်ဖက်ကရခိုင်ပြည်နယ်မှာလည်းဘူတီတောင်အန်းနဲ့မြေပုံမြို့နယ်တွေမှာရခိုင်တပ်တော် AA နဲ့အကျမ်းဖတ်စစ်တပ်ဂျတ်တိုက်ပွဲတွေပြင်းထန်နေပြီအဲ့ဒီတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များနေတဲ့အပြင် ဘူတီတော်မြို့နယ်ကကျန်းဖတ်စစ်ကောင်စီတပ်ရဲ့တံပစာစခန်းကိုလည်းရခိုင်တပ်တော် AA ကအပိသက်သိမ်းပိုက်လိုက်ပြီလို့ရခိုင်တပ်တော် AA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာလည်းမကွေးတိုင်းပခုတ်ကူတပ်မတရားတက်ကထွက်လာတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့စစ်ကားနှစ်စီးကိုတော်လန်ရေးတပ်တွေကနေအထူးထုတ်ထားတဲ့ဖြတ်အပြင်းမိုင်းတွေနဲ့ဖောက်ခွဲတက်ခတ်ရမှာစစ်ကားတစ်စီးလွင့်ထွက်သွားပြီးကားပေါ်မှာပါလာတဲ့စစ်သား၁၁ဦးသေကုန်ကြတဲ့အပြင်း ဒဏ်ရာရတဲ့သူတွေတော်တော်များသွားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်။မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲပခောက်ကူမျိုးတမတရတက်ကနေထွက်လာတဲ့စစ်ကား2စီးကိုတော်လန်ရဲတပ်ပေါင်းစုကနေကန်တော်ကျေးရွာနီးမှာအထူးစီမံထားတဲ့ဖြတ်အပြင်းဆွဲမိုင်းတွေနဲ့ဖောက်ခွဲတက်ခတ်ရမှာတော့စစ်ကားတစ်စီးဟာနေရာမှာတဲ့လွင့်ထွက်တိတ်မှောက်သွားတာကိုဒရုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုဖိုင်ထဲမှာလည်းလက်တွေ့မြင်ရပါတယ်လို့ဆိုပါတယ်။အဲ့ဒီနောက် တိမ်မောက်သွားတဲ့စကားပေါ်ပါစစ်ကောင်စီတပ်သား71ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါတော်တော်များသွားပြီးမိုင်းကပောက်ကွဲအားရံပြင်းတဲ့အတွက်ဒဏ်ရာရတဲ့သူတွေလည်းအကောင်းပကတိမကြံပဲအခြေအနေတော်တော်ဆိုးလိမ့်မယ်လို့မြန်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာအခုတခါတင်းသားတိုင်းဘက်မှာတော့တင်းသားမျိုးနဲ့မှရှိတဲ့ကျန်းဖက်စစ်တပ်ရဲ့တိန်တော်စခန်းကစစ်ကောင်စီတပ်သားတအူးဟာလက်နက်ခဲယံတွေယူလာပြီးအလင်းဝင်ရောက်လာတယ်လို့ မိတ်ခိုင်းပြည်သူကာကွယ်ရေးပူပေါင်းစစ်ကြောင်းတစ်ကနေထုတ်ပြန်ထားပါတယ်။မတ်လ25ရက်နေ့ကပဲတင်းသာမြို့နယ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့တိန်ဒေါ်တက်စခန်းကစစ်ကောင်စီတပ်သားတအူးဟာ MA1 တနက်တလက်နဲ့အတူ KN တွေပါယူလာပြီးမိတ်ခိုင်းပြည်သူကာကွယ်ရေးပူပေါင်းစစ်ကြောင်းတစ်အဖွဲ့စီမှအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။လက်ရှိမှာတော့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုလုံခြုံတဲ့နေရာမှာကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး CDM မူဝါဒနဲ့အညီဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါပါခင်ဗျ။ တစ်ဖက်မှာတော့ရန်ကုန်မြို့ကမယန်းကုန်းမြို့နယ်မှာရှိတဲ့တမိုင်းမြို့တစ်တိရက်ကွက်မှာစစ်မှုထမ်းစင်ခေါ်ဇာနဲ့ကလေးဖကင်တဦးအပါဝင်အမျိုးသား12ဦးကိုရက်ကွက်အုပ်ချုပ်ရေးမှုနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကနေအိမ်တဲအထိဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။မတ်လ28ရက်နေ့ညနေပိုင်းကပဲမယန်းကုန်းမြို့နယ်တမိုင်းမြို့တစ်တိရက်ကွက်မှာကလေး3ယောက်ဖကင်တဦးအပါဝင်လူငယ်12ဦးကိုအုပ်ချုပ်ရေးမှုရဲနဲ့လူမိုက်တွေက စစ်မှုထမ်းမှုစင်ခေါ်စာနဲ့အတူနေအိမ်တဲအထိဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်တပ်လက်ထဲကိုအပ်လိုက်တယ်ဆိုပါတယ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေဟာမဲနိုင်ရတာမဟုတ်ပဲစင်ခေါ်စာနဲ့အိမ်တဲအထိလာခေါ်သွားတာဖြစ်တယ်လို့အစကကလေးဖေတွေကင်းလို့ခွင့်ရတယ်ဆိုပြီးအခုကအကုန်လုံးကိုဖမ်းနေတာလို့ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိရန်ကုန်တိုင်းကစစ်မှုထမ်းမှုခေါ်ဆောင်ခံရတဲ့သူတွေရဲ့ဖုန်းတွေကိုလည်းအကြမ်းဖက်စစ်တပ်ကသိမ်းယူလိုက်ပြီး မိသားစုနဲ့ပါအဆက်အသွယ်ဖြတ်လိုက်တယ်လို့သူတို့ကိုဘရင်နောင်စစ်ကြောရေးမှာထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ